ားလုံးပဲမင်္ဂလာပါရှင်။ရောပရိသာ channel မှာကြိုဆိုလိုက်ပါရစေ။ဆရာတော်အရှင်စန္ဒာအဓိက ရွှေပါရမီတော်ရရဲ့ငြိမ်းအေးသောဘဝပိုင်ရှင်ဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါရရှင်။ငြိမ်းအေးသောဘဝပိုင်ရှင်အပိုင်း၉တကယ်မြတ်ချင်ရင်အလေအလတ်စိတ်ထားပါ။ငြိမ်းအေးသောဘဝပိုင်ရှင်ဖြစ်ဖို့အတွက်နောက်ရည်သွေးတစ်ခုကတော့ တွေ့ကြုံသမျှအာယုံတိုင်းပေါ်အလေအလတ်စိတ်ထားနိုင်ခြင်းဆိုတဲ့ရည်သွေးပါပဲမိမိတွေ့ကြုံနေရတဲ့အာယုံနဲ့ပတ်သက်ပြီးရော့တဲ့အစွန်းတစ်ဖက်ကိုလည်းမရောက်တင်းတဲ့အစွန်းတစ်ဖက်ကိုလည်းမရောက်ရော့တဲ့နှစ်ခုတို့ရဲ့ကြားအလေအလတ်မှာပဲတည်နေတဲ့စိတ်ထားကိုအလေအလတ်စိတ်ထားလို့ခေါ်ပါတယ်ပါဠိလိုတော့ဥပ္ပခာစိတ်ထားပေါ့ဥပ္ပခာဆိုတာလုံးဝဂယုမဆိုင်တဲ့သဘောလုံးဝအာယုံမပြူတဲ့သဘော လုံးဝလှဲ့မကြည့်ပဲရှောင်လွှဲသွားတဲ့သဘောကိုဆိုလိုတာမဟုတ်ပါဘူး။အယော့စွန်းအတင်းစွန်းလို့ခေါ်တဲ့အစွန်းနှစ်ဖက်ကိုချော်ထွက်မသွားပဲမှန်ကန်တင့်မြတ်တဲ့အသိဉာဏ်နဲ့အာယုံကိုတည်တည်တန့်တန့်ရင်ဆိုင်တဲ့သဘောကိုဆိုလိုတာပါ။ကြုံတွေ့ရတဲ့အာယုံတစ်ခုကိုအကောင်းထင်စိတ်သို့မဟုတ်ကြိုက်စိတ်နဲ့တုံ့ပြန်လိုက်တာဟာရော့တဲ့အစွန်းတစ်ဖက်ကိုရောက်သွားတာပါပဲ။လောဘဥစည်းတဲ့ ခနှုနှုကိလေသာတွေဖြစ်ပွားလွှမ်းမောနေပြီဆိုရင်မိမိစိတ်ဟာအယောအဆုံးကိုရောက်နေပါပြီကြုံတွေ့ရတဲ့အာယုံတစ်ခုကိုမကောင်းထင်စိတ်သို့မဟုတ်မကြိုက်စိတ်နဲ့တုံ့ပြန်လိုက်တာဟာတင်းတဲ့အဆုံးတစ်ဖက်ကိုရောက်သွားတာပါပဲဒေါသဥစည်းတဲ့ခက်ကြမ်းကြမ်းကိလေသာတွေဖြစ်ပွားလွှမ်းမိုးနေပြီဆိုရင်မိမိစိတ်ဟာအတင်းဆုံးကိုရောက်နေပါပြီအကောင်းထင်စိတ် ကြိုက်စိတ်နဲ့လည်းအယော့ဆုံးကိုမရောက်မကောင်းထင်စိတ်မကြိုက်စိတ်နဲ့လည်းအတင်းဆုံးကို မရောက်ဖို့ဆိုတာကတော့လောလောဆယ်ကြုံတွေ့နေရတဲ့အထင်ရှားဆုံးအာယုံတစ်ခုကိုမှန်ကန်တဲ့အသိဉာဏ်နဲ့သူ့ရဲ့တဘာဝအရှိအမှန်တရားကိုကွဲကွဲပြားပြားသိမြင်တဲ့အသိဉာဏ်နဲ့တုံ့ပြန်နိုင်မှဖြစ်ပါမယ်။လောလောဆယ်မှာအစင်းအာယုံတစ်ခုကထင်ရှားနေလို့အဲ့ဒီအစင်းအာယုံကိုမြင်နေမြင်နေလို့အရှိမှန်အတိုင်းယိုယိုလေးရှုမှတ်လိုက်မယ်ဆိုရင် ရုံနံွယ်ဖြစ်ပြက်မြင်းဆိုတဲ့အတိညာအစင်စင်မြင့်တက်သွားပြီးနောက်ဆုံးမှာဖြစ်ပြီးပြက်မြင်းပြီးပြက်နဲ့အဖြစ်အပျက်တွေစက်ကာစက်ကာဖြစ်ပေါ်နေတာကိုညံထဲမှာအထင်းသားအကွင်းသားမြင်နေရတဲ့အတွက်အကောင်းထင်ပြီးကြိုက်စိတ်နဲ့အယော့ဆုံးရောက်တာလည်းမဖြစ်တော့သလိုမကောင်းထင်ပြီးမကြိုက်စိတ်နဲ့အတင်းဆုံးရောက်တာလည်းမဖြစ်နိုင်တော့ပါဘူးအတန်အနက်အရာသာအထိအတွေ့ သဘောတရားအာယုံတွေလည်းဤသူပါပဲအာယုံကိုတိကမျှကြိကမျှနဲ့ပြီးသွားပါတယ်အာယုံရဲ့သဘောကိုတိယုံမဲတိနေတယ်ကြိယုံမဲကြိနေတယ်ဆိုရင် စိတ်ဟာဘယ်အဆုံးကိုမှမရောက်တော့ဘဲအလေလက်မှာတည်တန့်သွားပါတယ်အလေလက်စိတ်ဝင်စားဝင်ပိတ်ဥပိ္ပခာစိတ်နဲ့အာယုံတိုင်းကို တုံ့ပြန်နိုင်တဲ့လူဟာလောကမှာအမျက်ဆုံးလူပါပဲလောဘအုပ်စုအဆုံးရောက်စိတ် ဒေါသအုပ်စုအဆုံးရောက်စိတ်တွေလုံးဝမဖြစ်တော့ဘူးဆိုရင်တော့အကောင်းဆုံးပေါ့အဲ့ဒီလောက်ထိမစွမ်းနိုင်လို့လောဘဒေါသဖြစ်တောင်းပုံမှန်လောဘပုံမှန်ဒေါသလောက်ပဲ ဖြစ်မယ်အဲ့ဒီပုံမှန်လောဘပုံမှန်ဒေါသကလည်းဖြစ်ကြောတုံမယ်ဆိုရင်ပဲပုထုဇဉ်ဘဝအနေနဲ့အတော်လေးနေရာကြပါပြီအစဉ်အမြင့်ဆုံးလေလက်စိတ်ထားကိုထားနိုင်တဲ့ပုံကိုယ်တွေကတော့ယဟန္တာပုံကိုယ်မြတ်တွေပါပဲ ဒါပေမဲ့သတိပဋ္ဌာန်တရားကိုမယွေးလေးပါလက်ကင်ထားပြီးအမဲမပြတ်ပွားများနေတဲ့ပုထုဇဉ်ပုံကိုယ်တွေလည်းယဟန္တာပုံကိုယ်မြတ်တွေရဲ့အလေလက်စိတ်ထားမျိုးကို သတိပညာအတိုင်းတားလျောက်ရရှိနိုင်ပါတယ်။အေးဒီအောင်အောင်ထင်ရတဲ့လောဘအပူအစွန်းနဲ့အပူမှန်းသီးတာတဲ့ဒေါသအပူစွန်းတို့ကိုသတိပဋ္ဌာန်တရားလက်ကင်ထားပြီးကြော်လွှားနိုင်လို့ အလယ်လက်စိတ်ထားနဲ့လောကကြီးမှာတီတီငိမ့်ငိမ့်ရှင်ရင်ကြက်ကြက်နေနိုင်ပြီဆိုရင်တော့ငိမ့်အေးသောဘဝပိုင်ရှင်ဖြစ်ပါပြီ။သူများနဲ့တိုင်းတာတော့ရိုင်းမှာပေါ့။ငိမ့်အေးသောဘဝပိုင်ရှင်ဖြစ်ဖို့အတွက် နောက်ရည်သွေးတစ်ခုကတော့သူများနဲ့နှိုင်းရှင်ပြီးထောင်လွှားတဲ့မာမာနာမျိုးမရှိခြင်းဆိုတဲ့ရည်သွေးပါပဲ။ကိုဘဝကိုအဆင့်တန်းကို သူများဘဝသူများအဆင့်တန်းနဲ့နေရာတကာနှိုင်းရှင်ပြီးတွေးတတ်တဲ့စိတ်ဟာ သေးတဲ့ညံဖြင်းနဲ့မမာနာသုံးမျိုးကိုသာဖြစ်ပေါ်ထူဖြစ်ပေါ်တိုးပွားစေမှာဖြစ်လို့စိတ်ချမ်းသာမှုနဲ့ဘဝငြိမ်းချမ်းမှုကိုရယူလိုလူတိုင်းကိုဘဝကိုအဆင့်တန်းကိုဘသူဘဝဘသူအဆင့်တန်းနဲ့မှနှိုင်းရှင်ခြင်းမပြုသင့်ပါဘူးမမာနာသုံးမျိုးဆိုတာကအထက်စီးမှန်ဒန်းတူမှန်နဲ့အောက်တန်းမှန်တို့ ဖြစ်ပါတယ်ငါဘွားကသူတို့ထက်အဆင့်တန်းမြင့်နေသူတို့အားလုံးငါထက်အဆင့်တန်းနှိမ့်ကြသူတွေကြီးပဲ တို့ကိုငါဘာမှဂယူဆိုင်စရာမလိုဘူးတို့အပေါ်ငါလှုပ်ချင်တာလှုပ်မယ်တို့နဲ့ငါနဲ့တူတန်လို့လားစသည်အားဖြင့်ကိုအောင်နေကြသူတွေရဲ့ဘဝအဆင့်တန်းနဲ့နှိုင်းရှင်ပြီးတို့အပေါ်မထီမဲ့မြင်ပြုတဲ့သဘောကိုအထက်စီးမှန်လို့ခေါ်ပါတယ်ပါဠိလိုတော့တေရမှန်ပေါ့သူများထက် ကိုကမြတ်တယ်လို့ထင်မှတ်တဲ့သဘောပါပဲ။ ငါဘွားကသူတို့နဲ့အဆင့်တန်းချင်းအတူတူပါပဲ။သူတို့ထဲကဘယ်သူမှငါထက်အဆင့်တန်းပိုမမြင့်ဘူး။တန်းနူချင်းသူ့ကိုဘာကူးဆိုင်နေရအောင်မလဲ။သူကဘာများကိုထက်ထူးနေလို့တော့အတူတူချင်းလာမကြောနဲ့စသည်အားဖြင့်ကိုနဲ့တန်းနူသူတို့တွေရဲ့ဘဝအဆင့်တန်းနဲ့နှိုင်းရှင်ပြီးသူတို့အပေါ်မထေမဲ့မြင်ပြတဲ့သဘောကိုတန်းတူမန်လို့ခေါ်ပါတယ်။ပါဠိလိုတော့ဒတ်တတ္တိတမန်ပေါ့။သူများနဲ့ကိုနဲ့ဒန်းနူပဲလို့ မှတ်တင်တဲ့သဘောပါပဲ။ငါဘွားကသူတို့ထက်အဆင့်တန်းနေနဲ့သူတို့လောက်ငါကအဆင့်တန်းမရှိဘူး။ငါကအောက်တန်းစားဒါပေမဲ့ငါကို အောက်တန်းစားဆိုပြီးလာမကြောနဲ့သူတို့ထက်မိုက်တယ်။သူတို့ထက်တတိရှိတယ်။လူတက်ဖို့လဲဝင်မလေးဘူး။ငါမှဘာကုန်းမှလည်းငဲ့ကွက်နေစရာမလိုဘူး။စသည်အားဖြင့်ကိုထံမြင့်မားသူတွေရဲ့ဘဝအဆင့်တန်းနဲ့နှိုင်းရှင်ပြီးသူတို့အပေါ်မထီမဲ့မြင်ပြတဲ့သဘောကိုအောက်တန်းမန်လို့ခေါ်ပါတယ်။ပါဠိလိုတော့ ဟီနမန်ပေါ့သူများထက်ကိုကနိုင်ကြတယ်လို့မှတ်ထင်တဲ့သဘောပါပဲအစ်စ်နိုင်တဲ့သူမှာမာမာနဖြစ်နေစရာမရှိပါဘူးကိုကိုကိုနှိမ်ချထားပြီးသားမဟုတ်လားလို့မေးစရာရှိပါတယ်နိုင်ကြသူရဲ့မာနာကနှိမ်ချတဲ့နိဝါတသဘောမျိုးလုံးဝ မဟုတ်ပါဘူးထောင်လွှားတက်ကြွတဲ့မာနသဘောမျိုးပါနိုင်ကြတဲ့အဆင့်အတန်းကိုဂုံယူဝင့်ကြွားနေတဲ့သဘောသာဖြစ်ပါတယ် ကျွန်ချင်းအတူတူတောင်မှငါကအိမ်ပေါက်ကျွန်းကျွန်ရင်တပည့်ချင်းအတူတူတောင်မှငါကအိမ်မွေးချံပေါက်တပည့်လက်ရင်တပည့်ငယ်တပည့်အဲ့လိုစသည်အားဖြင့်နှိမ်ကြတဲ့ဘဝကိုကြံဖန်ဂုံယူနေတဲ့သဘောဟာဟီနမန်အောက်တန်းမှန်ပါပဲစိတ်ကိုညစ်နွမ်းစေတဲ့ဘဝကိုပူလောင်စေတတ်တဲ့အဲ့ဒီမာမာနာ၃မျိုးကင်းရှင်းဖို့အတွက်ကိုဘဝကိုအစဉ်တန်းကို ဘသူဘဝဘသူအဆင့်တန်းနဲ့မှမနှိုင်းရှင်မိအောင်သတိပြုကြရပါမယ်။မာမာနဖြစ်ပွားစေတဲ့နှိုင်းရှင်ခြင်းမျိုးနဲ့သာမနှိုင်းရှင်ရမှာပါ။သူများစီကကောင်းတဲ့အချက်ကောင်းတဲ့အကွက်ကိုအတူယူကျင့်သုံးဖို့သူများစီကမကောင်းတဲ့အချက်မကောင်းတဲ့အကွက်ကိုနမူနာထားရှောင်ကျင်ဖို့အတွက်တော့လိုအပ်ရင်လိုအပ်သလိုနှိုင်းရှင်ကြည့်ရမှာပါပဲ။မန်တက်ဖို့မနှိုင်းရှင်ပါနဲ့။ညံထွက်ဖို့သာနှိုင်းရှင်ပါ။ကိုထက်အစင်းမြင့်တဲ့သူနဲ့တွေ့တဲ့အခါ မုရိတာပွားလို့ဝမ်းမြောက်နိုင်မယ်။ကိုနဲ့အဆင့်တူသူနဲ့တွေ့တဲ့အခါမေတ္တာထားလို့လေးစားနိုင်မယ်။ကိုအောက်အဆင့်နှိမ်သူနဲ့တွေ့တဲ့အခါဂိူနာများလို့တနာနိုင်မယ်ဆိုရင်ဘသူဘဝဘသူအဆင့်တန်းချောင်းမှကို့မှာမာမာနဖြစ်လာစရာအကြောင်းမရှိတော့ပါဘူး။သူများဘဝသူများအဆင့်တန်းနဲ့နှိုင်းရှင်နဲ့မာမာနတွေကိုယ်စိတ်အစင်မှာဖြစ်ပေါ်မလာတော့ဘူးဆိုရင်ငြိမ်းအေးသောဘဝပိုင်ရှင်ဖြစ်ပါပြီ။ သူများလောက်မလုံနိုင်လို့လဲဘာမှစိတ်ပြက်စရာမလိုပါဘူးသူများထက်ပိုလုံနိုင်လို့လဲဘာမှစိတ်တက်စရာမလိုပါဘူးသူလဲသူစွမ်းနိုင်တဲ့လောက်လို့ကိုလဲကိုစွမ်းနိုင်တဲ့လောက်လုံယုံပါပဲဂျူရီယာခံစားရတဲ့နေရာမှာလဲသူများနဲ့နှိုင်းရှင်ပြီးစိတ်ပြက်စရာစိတ်တက်စရာလုံးဝမလိုပါဘူးသူကန်တဲ့သူကိုကန်တဲ့ကိုပါလှုပ်ရှားရှိတာအေးအေးဆေးဆေးလှုပ်ခံစားစရာရှိတာအေးအေးဆေးဆေးခံစားပေါ့ တန်နီယာကိုဘာလို့များဆွဲဆန့်ကျင်ရတာလဲရည်သောဘဝပိုင်ရှင်ဖြစ်ဖို့အတွက်နောက်ရည်သွေးတစ်ခုကတော့တန်နီယာမှာဘဝတစ်ခုပြီးတစ်ခု တိုးပွားအောင်မပြုလုပ်ခြင်းသို့မဟုတ်တန်နီယာမချဲ့ခြင်းဆိုတဲ့ရည်သွေးပါပဲဘဝတစ်ခုပြီးဘဝတစ်ခုဘဝတစ်ခုပြီးဘဝတစ်ခုဘဝအသစ်အသစ်တွေထက်ထက်ဖြစ်နေရတာကိုတန်နီယာလို့ခေါ်ပါတယ်တနည်းအားဖြင့်ပြောရရင်တော့ ရုပ်နံခန္ဓာအသစ်အသစ်တွေတစ်ခုပြီးတစ်ခုထက်ထက်ဖြစ်နေတာကိုတန်ညာလို့ခေါ်ပါတယ်။ဒီဘဝတစ်ခုထဲမှာကိုပဲစက္ကန့်နဲ့အမျှရုပ်နံအဟောင်းပြတ်သွားလိုက်၊ရုပ်နံအသစ်ထပ်ဖြစ်လိုက်၊ထပ်ဖြစ်တဲ့ရုပ်နံအသစ်ကအဟောင်းဖြစ်ပြီးပြတ်သွားလိုက်။နောက်ထပ်ရုပ်နံအသစ်တစ်ခုထပ်ဖြစ်လိုက်နဲ့စက္ကန့်တိုင်းစက္ကန့်တိုင်းရုပ်နံအသစ်အသစ်တွေထက်ထက်ဖြစ်နေတာဟာတန်ညာလဲနေတာပါပဲ။ ယုံနံခန္ဓာအတိတ်အတွေထပ်ထပ်ဖြစ်နေတာဘဝခန္ဓာအတိတ်အတွေထပ်ထပ်ဖြစ်နေတာဟာတကယ်တော့ချမ်းသာဒုက္ခတွေထပ်ထပ်ဖြစ်နေတာမဟုတ်ပါဘူးဆင်းရဲဒုက္ခတွေသာထပ်ထပ်ဖြစ်နေတာပါဘဝလို့နမည်တက်ထားတဲ့ယုံနံခန္ဓာဆိုတာချမ်းသာတုံးချမ်းသာခဲကြီးမဟုတ်ပါဘူးဆင်းရဲတုံးဆင်းရဲခဲကြီးများသာဖြစ်ပါတယ်ချမ်းသာဒုက္ခအတွင်ဆောင်ထားတဲ့ဆင်းရဲဒုက္ခတွေရဲ့ ချမ်းသာဒုက္ခအသွင် အတိုင်းရှိနေတဲ့ဆင်းရဲဒုက္ခတွေရဲ့ဆင်းရဲဒုက္ခတွေအမျိုးမျိုးနဲ့သာဘဝခန္ဓာကိုဖွဲ့စည်းတိဆောက်ထားတာပါတခါတည်းရန်ခံစားရတဲ့ချမ်းသာမှုဒုက္ခဝေဒနာဆိုတာကလည်းတစ္ဆာမှတ်ကြောက်ပေါ်တင်ကြည့်လိုက်တော့ဒုက္ခပဲလို့အဖြေထွက်ပါတယ်တကယ်အမှန်တရားမှာဒုက္ခတစ္ဆာလို့ပဲရှိပါတယ်ဒုက္ခတစ္ဆာလို့မရှိပါဘူးတဏှာလဲတယ်ဆိုတာ ဘဝခန္ဓာရယူတာကို ပြောတာပါဘဝခန္ဓာရယူတယ်ဆိုတာဆင်းရဲဒုက္ခရယူတာကို ပြောတာပါတဏှာလဲခြင်းနဲ့ဆိုတာဆင်းရဲဒုက္ခခံခြင်းနဲ့လို့ပြောတာပါတဏှာကိုဘလောက်ရှည်ရှည်ဆွဲဆန့်ခြင်းနဲ့ဆိုတာဆင်းရဲဒုက္ခတွေကိုဘဝနည်းနည်းနဲ့ခံရတာအားများလို့ဘဝများများခံခြင်းနဲ့လို့ပြောတာပါတဏှာဆွဲဆန့်လို့ဘလောက်ပင်ရှည်ရှည်ဆိုတဲ့ခံစားချက်ဟာတကယ်တော့ မီးကို ပူမှန်းမသိတဲ့သူတွေပူမှန်းသိပေမဲ့မီးနဲ့ပဲထိုက်တန်လို့အပူပြီးနေတဲ့အပူကြိုက်သူတွေရဲ့ပျောက်ဆေးမရှိတဲ့ယောဂါကျွမ်းတစ်ခုမြသာဖြစ်ပါတယ်။အမှန်တရားကို သိမြင်နိုင်စွမ်းရှိတဲ့သတိဉာဏ်ပိုင်ရှင်တွေကတော့ဒုက္ခကိုဒုက္ခမှန်အမှန်အတိုင်းနားလည်သဘောပေါက်ကြတဲ့အတွက်တဏှာရှိမဲ့အလုပ်တဏှာကိုဆွဲဆန့်ရာရောက်မဲ့အလုပ်တွေကို လုံးဝမလုပ်ကြတော့ပါဘူး။ တန်တရာရှိချောင်းတရားမှန်သမျှကိုအကျွင့်မဲ့ပယ်တတ်နိုင်အောင်အစွမ်းကုန်ကြိုးစားကြပါတယ်။တန်တရာရှိချောင်းတရားတန်တရာကိုချဲ့ထွင်တတ်တဲ့တရားတွေကတော့လောဘဒေါသမောဟမာနဒိဋ္ဌိကျွင်းကိလေသာနဲ့ကုသိုလ်အကုသိုလ်ကံတို့ပဲဖြစ်ပါတယ်။ဒီတရားခုနှစ်ပါးကိုတဏှာမှာတဘဝပြီးတဘဝစီပင် ကြီးထွားပွားများစေတတ်တဲ့တရားတွေဖြစ်လို့ ဩဒတတရားခုနှစ်ပါးလို့ခေါ်ပါတယ်ဒီတရားခုနှစ်ပါးရှိနေသည်မြတန်နီယာမှာတဘဝပြီးတဘဝမပြတ်ဖြစ်နေရကျင်လည်နေရအောင်ပါပါ လူရင်းကတော့ကိလေသာတရားတွေကိုမပယ်တတ်နိုင်သေးသည်မြတန်နီယာရှိနေအောင်ပါတန်နီယာကတော့လွတ်မြောက်ခြင်းနဲ့ကိလေသာတွေကိုတော့မပယ်တတ်ခြင်းမူဆိုရင်တော့အကြောင်းနဲ့အကျိုးစီလျော်မှုမရှိတဲ့အတွက်ကိုလိုခြင်းနဲ့အကျိုးကိုဘယ်တော့မှရနိုင်မှာမဟုတ်ပါဘူး တဏှာဆိုတာဆင်းရဲဒုက္ခအစစ်ဖြစ်လို့မကောင်းဘူးလို့လည်းသိတယ်။တဏှာကလည်းလွတ်မြောက်ခြင်းနဲ့ဆိုရင်တော့တဏှာကျင်လေရခြင်းရဲ့တရားခံအကြောင်းတရားဖြစ်တဲ့ကိလေသာတရားတွေကိုအကျွင်းမဲ့ပယ်တတ်နိုင်အောင်ကြိုးစားအထောက်ရပါမယ်။အဲ့လိုပယ်တတ်နိုင်ဖို့ကလည်းသတိပဋ္ဌာန်ဝိပဿနာတရားပွားများယုံကလွဲလို့တခြားနိလန်းမရှိတော့ပါဘူး။သတိပဋ္ဌာန်တရားကိုလမ်းဆုံးရောက်အောင်အထောက်လိုက်လို့ကိလေသာတရားတွေ အကျွင့်မဲ့ကုံဆုံးသွားပြီဆိုရင်တော့တန်နီယာခကြီးလက်အဆုံးသက်သွားပြီဖြစ်တဲ့အတွက် ရှေ့ဆက်စရာခကြီးလက်ကြံမရှိတော့တဲ့ကိုဘွားကို တွေးလိုက်တန်းစိတ်နှလုံးအေးချမ်းရပါတယ်စိတ်နှလုံးအေးချမ်းပြီဆိုမှတော့ငြိမ်းအေးသောဘဝပိုင်ရှင်ဖြစ်ပြီပေါ့တန်နီယာဆိုတဲ့အရာတွေကကိလေသာဆိုတဲ့အရာကိုနှုတ်လိုက်ရင်ဘာမှမကြံတော့ပါဘူးတန်နီယာဖြစ်တည်နေတာဟာကိလေသာရှိနေလို့ပါကိလေသာရှိရင်တန်နီယာရှိမယ် တဏှာရှိရင်ဒုက္ခရှိမယ်ဒုက္ခမှန်သမျှငြိမ်းချင်ရင်ကိလေသာမှန်သမျှပယ်တက်လိုက်ုံပါပဲအလွဲအယူလွဲတော့အလွဲယူငရဲမှုကိုစွန့်ကြစွန့်ကြငြိမ်းသောဘဝပိုင်ရှင်ဖြစ်ဖို့အတွက်နောက်ရည်သွေးတစ်ခုကတော့ဘဝထက်အယူနဲ့ဘဝပြက်အယူအယူမှားနှမျိုးကင်းစင်ခြင်းဆိုတဲ့ရည်သွေးပါပဲ။ တတ္တဝါတွေရဲ့ခန္ဓာကိုယ်ထဲမှာအတက်ကောင်၊လက်ပြာကောင်တို့ခေါ်တဲ့ဝိညာဉ်လေးအတ္တလေးရှိတယ်။အဲ့ဒီဝိညာဉ်လေးဟာဘယ်တော့မှမပြည့်စည်ဘူး။အမြဲတမ်းတည်နေတယ်။တတ္တဝါတွေတည်သွားတဲ့အခါရုပ်ကြမ်း၊ကိုယ်ကြမ်းကြီးကပြည့်စည်သွားပေမဲ့အတက်ကောင်အတ္တကောင်လေးကတော့မပြည့်စည်ဘူး။နောက်ဘဝနောက်ခန္ဓာထဲမှာကြောင်းရွှေ့လိုက်ဝင်ပြီးထပ်ဖြစ်တယ်လို့ယူဆတဲ့အယူမှားကိုဘဝထက်အယူလို့ခေါ်ပါတယ်။ အတ္တကောင်လေးထာဝရတည်မြဲနေတယ်လို့ယူမှားတာမို့တတ္တရဒိဋ္ဌိလို့ခေါ်ပါတယ်။နောက်ဘဝအထိဝိညာဉ်ကောင်အတ္တကောင်လေးလိုက်ပါသွားတယ်လို့ယူမှားတဲ့သူတွေဟာဘဝအတိတ်အစ်တွေထက်တလဲလဲဖြစ်ရတာကိုတာယာတတ်မှတ်တတ်လို့ဒီအယူကိုဘဝဒိဋ္ဌိလို့လည်းခေါ်ပါတယ်။မပြည့်စည်ပဲအခိုင်မာတည်တက်နေတဲ့အတ္တကောင်လေးရှိတယ်လို့ယူဆွဲထားတာမို့အတ္တဒိဋ္ဌိလို့လည်းခေါ်ပါတယ်။ ဘဝထက်အယူဝင်းစာကွင်းပိတ်တတတဒိဋ္ဌိယူဆွဲထားတဲ့သူတွေဟာပစ္စုတ်ပံဘဝမှာလဲငှအကျိုးမှအကျိုးငှစည်းဝါမှစည်းဝါဆိုတဲ့အတ္တစွဲ ကြီးမားကြတဲ့အတွက် ကိုယ်အကျိုးကိုယ်စည်းဝါအတွက်ဆိုရင် ကိုယ်လောက ကိုယ်ပတ်ဝန်းကျင်ကိုဖျက်ဆီးပစ်ဖို့ဝင်မလေးတတ်ကြပါဘူးသူ့ရဲ့စိတ်နှလုံးဟာ အတ္တလွန်လောဘတွေနဲ့ပူလောင်နေသလိုသူနဲ့ထိတွေ့ဆက်ဆံရတဲ့ပတ်ဝန်းကျင်ဟာလဲ သူ့ရဲ့အတ္တလောဘအရှိန်ဟက်ပြီးပူလောင်နေရပါတယ်။တန်ရာမှာလည်း DODA ဒီတာဒီသမီးနဲ့မခွဲမခွာဘဝတိုင်းပြန်ဆုံခြင်းနဲ့အစွဲလန်းကအားကြီးနေတာမို့သူကတိသူကတိမှာကျင်လည်ရတာကနည်းနည်းဒုက္ကတိမှာကျင်လည်ရတာကများများနဲ့စင်ရဲ့ပင်မမှုတန်းကိုဘဝဆက်ကဆက်ကခါးစည်းခံရပြန်ပါတယ်။တန်ရာကလွမြောက်ခြင်းနဲ့စိတ်ကလည်းအလွန်ခေါင်းပါလွမ်းနာမှု ဘဝထက်အယူသမားအတွက်တန်ညာခရီးဟာ အကန့်အသတ်မရှိ ရှည်လျားနေအောင်မှာပါပဲဘဝဆိုတာတည်ပြီးပြီးတာပဲတည်ပြီးရင်ဘာမှမဖြစ်တော့ဘူးအကုန်လုံးပျောက်ပြတ်သွားတယ်ဘဝဆိုတာပခတ်နဲ့ခေါင်းကြားကလာမြတာပဲလို့ယူဆတဲ့အယူကိုတော့ဘဝပြက်အယူလို့ခေါ်ပါတယ်တည်ပြီးပြက်တယ်လို့ယူမားတာမို့အုတ်စေတာဒိဋ္ဌိလို့ခေါ်ပါတယ်တည်ပြီးပြက်တယ်လို့ယူမားတဲ့သူတွေဟာ ဘဝအသစ်ထပ်မဖြစ်ဖို့အရေးကိုမျှော်တွေးတက်မှတ်တက်တာမို့ဒီဒိဋ္ဌိကိုဝိဘဝဒိဋ္ဌိလို့လည်းခေါ်ပါတယ်လူသေးရင်အတ္တကောင်လက်ပြာကောင်လေးလည်းသိတယ်လို့ယူဆွဲထားတာမို့နိရတ္တဒိဋ္ဌိလို့လည်းခေါ်ပါတယ်ဘဝပြည့်အယူဝင်စားဝင်ပိတ်အုတ်စေဒဒိဋ္ဌိယူဆွဲထားတဲ့သူတွေဟာကံနဲ့ကံရဲ့အကျိုးကိုပယ်ရှားတားမြစ်တဲ့အယူမှားသုံးမျိုးကိုပါယူမိတတ်ကြပါတယ် အယူမား၃မျိုးဆိုတာကတော့အကျိုးမဲ့အယူအကြောင်းမဲ့အယူနဲ့အလုံးမဲ့အယူတွေပါပဲစာလိုပြောရရင်တော့နတ္တိကဒိဋ္ဌိအဟေတုကဒိဋ္ဌိနဲ့အာယိကဒိဋ္ဌိတွေပါပဲအကိယဒိဋ္ဌိတွေပါပဲအကျိုးမဲ့အယူဆိုတာပေးတာလှူတာအကျိုးမရှိ ကောင်းမှု မကောင်းမှု အကျိုးမရှိမိဘလှုပ်ကြွေးမှု အကျိုးမရှိ ရှေးဘဝနောက်ဘဝမရှိနတ်မြတ်မှာပိတ်တာမရှိဆိုတဲ့အကျိုးမရှိတဲ့ဘက်ကရက်တီရဲ့အယူပါပဲအเจ้าမဲ့အယူဆိုတာတတ္တဝါတွေစင်းရဲတာလဲအเจ้าမရှိချမ်းသာတာလဲအเจ้าမရှိညစ်နွမ်းတာလဲအเจ้าမရှိ စင်ကြယ်တာလဲအเจ้าမရှိသူဖြစ်ချင်တယ်လို့ဖြစ်နေတာပဲအเจ้าမဲ့စင်းရဲခြင်းလို့စင်းရဲနေတယ်အเจ้าမဲ့ချမ်းသာခြင်းလို့ချမ်းသာနေတာပဲအเจ้าမဲ့ညစ်နွမ်းခြင်းလို့ညစ်နွမ်းနေတာပဲ အเจ้าမဲ့စင်ကြယ်ခြင်းလို့စင်ကြယ်နေတာပဲဆိုတော့အเจ้าမရှိတဲ့ဘက်ကရက်တည်တဲ့အယူပါပဲအလုံးမဲ့အယူဆိုတာကောင်းတာလုံးနေလို့လဲကောင်းမှုပြုရမရောက်မကောင်းတာလုံးနေလို့လဲမကောင်းမှုပြုရမရောက်ဆိုတော့အလုံးမရှိတဲ့ဘက်ကရက်တည်တဲ့အယူပါပဲအကျိုးမဲ့အယူအเจ้าမဲ့အယူနဲ့အလုံးမဲ့အယူဆိုတော့မဲ့အယူ၃မျိုးကိုဘယ်ဖျားရှင်မှခြေချွတ်ကုစားလို့မရတော့အောင် ခိုင်ခိုင်မြဲမြဲဆွဲယူထားပြီဆိုရင်တော့အဲ့ဒီအယူကိုနိယတမိစ္ဆာဒိဋ္ဌိလို့ခေါ်ပါတယ်။သူရဲ့မိစ္ဆာဒိဋ္ဌိဟာဖျားချွတ်မရလောက်အောင်ခိုင်မြဲလို့လေနိယတတေလွန်ခြင်းရဲ့အခြားမဲ့မှာအဝိဇ္ဇိနိယေဘုံကြရောက်ဖို့အကျိုးပေးမြဲလို့လေနိယတကွင်းစာကွင်းပိတ်နိယတညီမြခြင်းမြဲနိယတမိစ္ဆာဒိဋ္ဌိဟာ အကုသိုလ်တရားတွေထဲမှာအပြစ်အကြီးမားဆုံးပါပဲမတ်ဖို့ရခွင့်လည်းမရှိပါဘူးတည်ပြီးတဲ့နောက်မှာလဲအဝိဇိငရဲမှာအဝိဇိတက်တန်းရှိသမျှဒုက္ခခံရပါတယ်တန်ဃာတင်းခွဲတဲ့ကံဝိဇာကွေမိတ်တန်ဃဗေဒတန်ဃဗေဒကကံထတ်တောင်ပူပြီးအပြစ်ကြီးလေးပါတယ်တန်ဃာတင်းခွဲလို့အဝိဇိကြတဲ့သူဟာကဘာပြက်ရင်အဝိဇိတက်တန်းမပြည့်သေးပေမဲ့ ဒုက္ခဆက်မခံရတော့ပါဘူးနိယတမိစ္ဆာဒိဋ္ဌိတမားကတော့ကဘာပြက်လဲအဝိဇ္ဇိတတံမပြည့်သေးရင်မပြတ်တဲ့တခြားကဘာကို ရွှေ့ပြောင်းပြီးဖြစ်ဖြစ် ကောင်းကင်မှာဖြစ်ဖြစ်ဒုက္ခဆက်ခံရပါတယ်တဏှာဝိစင်းရဲကကျွလွတ်ထွက်မြောက်အောင်ဆွဲနှုတ်ကယ်တင်လို့လုံးဝမရတဲ့အတွက်အယူမှားမြဲနေတဲ့သူကိုတဏှာတင့်ငုတ်ဝိတင့်ငုတ်လို့ခေါ်ပါတယ်ဟုတ်ကဲ့ပါရှင်စာအုပ်လေးကိုဒီမှာပဲ ခိတခဏရန်နာလိုက်ပြစေနော်။နားစင်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်။ကျမ်းမာဘေးကင်းကြပါစေ။ thank you